ာရတဲ့နေ့ဖြစ်ကြပါစေလို့အားလုံးကိုနှွေဥမေ channel ကနေမှဖန်ပြန်လေးပြီးကြိုဆိုပါရစေ။ဒီနေ့ကတော့ပထမအဦးဆုံးအနေနဲ့တန့်ရှင်းတဲ့မြို့ထဲမှာတန့်ရှင်းတဲ့ပြည်သူတွေကတန့်ရှင်းတဲ့အပြုံးတွေနဲ့ပျော်ရွှင်ကြတယ်ဆိုတဲ့သတင်းနဲ့စချင်တယ်။ဒါကဗာလေးဆိုတော့အာခတ်တတော်ဒီထိမ့်ချုပ်ထားတဲ့ရခိုင်ပြည်နယ်ကမြို့နယ်တစ်ခုထဲမှာရခိုင်လူမျိုးတွေရဲ့ပြိုင်လောင်းပြိုင်အဲပွဲကို ဧပြီလ30ရက်ရက်မေ3ရက်ရက်နေ့ရက်ဆက်တိုက် ကောင်းမွန်စွာပျော်ရွှင်စွာနဲ့ကျင်းပနိုင်ခဲ့တယ် ဒီဥစားပြုတ်လို့ရချင်းဟာဆိုလို့ရှိရင်ရခိုင်တွေရဲ့ရိုးရာကိုလည်းထိမ့်သိမ့်ခြင်းနဲ့ဒီစစ်ပွဲတွေကြောင့်နော်စိတ်တီပင်ပန်းနေတဲ့ဥစားတွေကိုပျော်ရွှင်အောင်ဆိုပြီးမှရေရွယ်ပြီးတော့ကျင်းပခဲ့တယ်ဆိုတဲ့အဲဒရင်ဖြစ်တယ်ဆိုတော့ဒီနေ့ခွေးတွေကင်းစင်သွားရင်ဒီနေ့ကျတော့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေဘလောက်ပျော်တယ်လဲဆိုတော့ကိုခွေးတွေကမသိချဘူးနော်ဆိုတော့ခွေးလုံးဝကင်းစင်ထားတဲ့အထက်မှာတန့်ရှင်းတဲ့အပြုံးအနေနဲ့ ရခိုင်လူမျိုးတွေကတော့သူတို့ရဲ့ရိုးရာယဉ်ကျေးမှုပြိုင်လောင်းပြိုင်ပွဲကိုကျင်းပခဲ့တယ်ဆိုတဲ့အကြောင်းဖြစ်တယ်။နောက်သတင်းတပုတ်အနေနဲ့ကတော့ကချင်ပြည်နယ်သတင်းကိုသွားမယ်။မနေ့ကတော့ပမော်စက်ခခ23ရက်နောက်ပချံပွင့်သွားပြီဆိုတဲ့သတင်းကိုရှယ်တန်းကနေမှရရှိခဲ့တယ်။ဝမ်တာဆရာသတင်းကိုပြောပြခြင်းနဲ့ပြီးရင်နောက်တစ်ခုကတော့အခုဒီရက်ပိုင်းမှာကြွနေတိုင်းလို့လို့ပြောနေတဲ့ဖကံဘက်ကိုထိုးစစ်စင်လာတဲ့စစ်ခွေးတွေက မနေ့ကညတော့ဒီနိုင်ငံဘက်ကိုရောက်သွားပြီဆိုတာသိရတယ်ဖကန့်ကိုမရောက်ဖို့ရန်အတွက်ကျတို့ KIA ဒီကဆက်လက်ပြီးတော့ကြားဖြတ်တိုက်ခိုက်နေတယ်ဘာကြောင့်သူတို့ကဒီမိုအိုပင်ကနေနိုင်ငံကိုရောက်သွားတယ်လဲဆိုတော့အပေါ်ကနေ drone တွေနဲ့ non stop လိုက်ပေးတယ်ဒီခွေးတွေကမြေပြင်ကနေစစ်ကြောင်းမထိုးနိုင်ဘူးလေအပေါ်ကနေ drone 3စီးနဲ့ကြည့်တယ်ဘုံကျဲတယ်ဒါတွေကြောင့်ကျတော်တော်လာရဲတွေကနည်းနည်းလေးနောက်ဆုတ်ပေးပြီးမှတိုက်နေရတယ်အဲ့လိုဖြစ်လို့အခုနိုင်ရတော့ရောက်သွားပြီဒါပေမဲ့နိုင်ရနဲ့ဖကန့်ဆိုတာဟာတမျောတခိုးဝေးသေးတယ်နော်ဆိုတော့နင်တို့ပဲတည်နိုင်မလားငိုတို့ပဲချနိုင်မလားဆိုတော့ဆက်လက်ပြီးကြည့်ကြတာပေါ့နော်ပြီးရင်နောက်တစ်ခုကတော့အခုဒီဖက်ကတ်မှာ မနေ့ကညနေပိုင်း ၃နာရီနဲ့၄၀မိနစ်မှာဖာကန့်ဘျူဟာကုန်းကိုသူတို့ရဲ့စစ်ဘက်အရာရှိတွေကိုရဟယင်နဲ့လာချသွားတယ်ဆိုတာသိရတယ်ရဟယင်နဲ့စစ်နဲ့ဖာကန့်ဘျူဟာကုန်းကိုတက်လာခဲ့တယ်တစည်းကတော့အပေါ်မှာလုံခြုံရေးယူပြီးမှတစည်းကိုကျတော့အောက်ကိုချတာဖြစ်တယ်ဆိုတော့အောက်ကိုချတဲ့ဒီရဟယင်ကဒီစစ်ဘက်ဆိုင်ရာအရာရှိဒီဖြစ်တယ်လို့သိရတယ် ဒါပေမဲ့တို့အကြိုက်တော့မနာဘူး၃နိုင်နဲ့၄၀မိနစ်မှဗျူဟာကုန်းကိုရောက်တယ်၃နိုင်နဲ့၅၀မိနစ်မှကျတော့ပြန်ပြန်သွားတယ်ဆိုတော့၈မိနစ်ပဲကြာတယ်ပြီးရင်အပေါ်မှာလုံခြုံရေးရဟယင်ကစောင့်ပေးတယ်ဆိုတော့ စစ်ခွေးတွေဘလောက်ကြောက်တယ်လဲเนาะဒီတို့ရဲ့စစ်ခွေးကိုလာချတာတောင်မှအပေါ်မှာလေရင်နဲ့ပြန်ပြေးမှလုံခြုံရေးယူပေးရတယ်ဒီပတ်စံနေဆိုလို့ရှင်ねကျွန်တော်တို့ပြည်သူလူထုတွေရဲ့ပတ်စံဖြစ်တယ်ဆိုတော့အခုနင်းတို့ဒီဘူဟာကုန်းမှာဘယ်စစ်ဘက်ကအရာရှိပဲလာတက်လာတက်ကျွန်တော်တို့ KIA တွေလက်ချက်ကနေနင်းတို့လွတ်မှာမဟုတ်ဘူးကျွန်တော်ကချင်ပြည်နယ်မှာလာတဲ့စစ်ခွေးတိုင်းကိုเนาะ ချက်ချင်းကျတော့မချနိုင်ရင်တောင်မှနင်းတို့ထွက်လာမရှိဘူးဆိုတာတော့နင်းတို့သိပြီးသားဖြစ်တယ်ဆိုတော့ကချင်းပြည်နယ်ဟာထောင်ချောင်းနဲ့တူတယ်ဝန်ပေါက်ပဲရှိတယ်ထွက်ပေါက်မရှိဘူးဆိုတာနင်းတို့စစ်ခွေးတွေမြင်းမြင်းမှတ်ထားပါနော်ဆိုတော့အခုကျမတို့နောက်သတင်းတပုတ်အနေနဲ့ကတော့ TNLAD နဲ့စစ်ခွေးတွေအပြစ်ခရက်ဆဲခြင်းနဲ့ပတ်သက်ပြီးတော့ ခုံမင်းမှာဧပြီလ28ရက်နဲ့29ရက်နဲ့2ရက်ပြုတ်လုခဲ့တယ်ဆိုတာသိရတယ်ဒါပေမဲ့အောင်မြင်မှုမရှိခဲ့ဘူးဆိုတော့ဒါတွေကိုစစ်ခွေးတွေကလည်းမထုတ်ပြန်ခဲ့ဘူး28ရက်နဲ့29ရက်နဲ့2ရက်လုခဲ့တယ်ဒါပေမဲ့30ရက်နဲ့လည်းမကြေညာချက်မထုတ်ခဲ့သလိုအမေတရက်နဲ့တုန်းကလည်းမထုတ်ပြန်ခဲ့ဘူး2ရက်နဲ့ကြာမှပဲ TNLAD ဘက်ကနေမှထုတ်ပြန်လာတာသိရတယ်ဆိုတော့တိတ်ရှိကြွားရဲ့ကိုညင်မှုနဲ့သူတို့လုခဲ့တယ်ပြီးတော့လည်းအခုဒီစစ်ခွေးတွေနဲ့ TNLAD ဆွေးနွေးတာဟာတရုတ်ကိုအလဲမှာထားမှသူတို့ညောက်ကဆွေး ွေးနွေးတယ်တိတ်ရင်ရှင်ဆရာကောင်းတယ်တယောက်နဲ့တယောက်နားလည်မှုနဲ့လှုပ်တာမဟုတ်ဘဲနဲ့သူများနိုင်ငံကအဲလူကိုကြားမှာထားပြီးမှသွားဆွေးနွေးခဲ့ရတယ်ဒါပေမဲ့အောင်မြင်မှုမရရှိခဲ့ဘူးစစ်ခွေးတွေပြောတာကတော့ဒီကြောက်မဲတို့တီဘောတို့နော်ပီဒီမိုးကုတ်ဒီဒီနောင်ချိုတို့ကုတ်ခဲတို့ဒါတွေကိုစစ်ခွေးတွေကိုပြန်ပေးရမယ်ပြီးတော့ပလောင်ကြီးရဲ့ကိုပိုင်အုတ်ချုပ်နေမြေဖြစ်တဲ့နမ်ဆန်နဲ့နမ်တုံဘက်ကို ဆုတ်ပေးရမယ်နင်တို့ရဲ့နေရာကိုသွားကြပြောချင်တာဒီနင်တို့ရဲ့နေရာကိုနေတယ်ဆိုလို့ရှင်ငိုတို့မတိုက်ဘူးလို့ပြောတယ်ဆိုတော့ဒီနေ့ငိုတို့တိုင်ရင်သားတွေအားလုံးကိုပြောလေကျတော့တိုင်ရင်သားအားလုံးကိုလည်းနင်တို့တွေလည်းကိုယ့်နေရာနဲ့ကိုသွားကြအဲ့လိုပြောလေဘာကြောင့်ငိုတို့ကျတော့အဲ့လိုမျိုးနင်းမပြောတာလဲအခုဒီ scenery point ထဲမှာကျတော့ကြည့်လိုက်တဲ့အခါမှာပြည်နယ်မရှိတဲ့သူတွေကိုကျတော့တို့အရင်ဆွေးနွေးရေးလုပ်တယ်တို့ကျတော့ပြည်နယ်မရှိတဲ့အတွက်ကြောင့် ငင်းနိုင်လို့ဖြစ်တာပေါ့နော်အခု MNDAAD ကိုလည်းလောက်ကဲဘက်ကိုပြောင်းဆိုပြီးမှအာနာပေးတယ်အခု TNLD ကိုလည်းနင်တို့ယူထားတဲ့ဒီနောင်ချိုတွေတီဘောတွေအမှုကုတ်တွေဒီမြို့ခုနမြို့ကနေနင်တို့နောက်ဆုတ်သွားနင်တို့နဲ့တက်ဆိုင်တဲ့ဒီမန်တုံတွေနမ်ဆောင်တွေကိုပဲတွားနေကြနင်တို့ရဲ့ကိုပိုင်ကိုအုတ်ထုတ်ခွင့်ရှိတဲ့နေရာမှာပဲတွားနေကြလို့သူတို့ကမောင်းထုတ်တယ်တဲ့ဆိုတော့ဒီနေ့ငါတို့ တခြားတိုင်းရင်းသားတွေကိုလည်းပြောလေဒီနေ့အညာ PDF တွေကိုလည်းပြောလေနင်တို့ရဲ့အညာမြေကိုတွားကြလို့ပြောလေဒီဆိုနင်တို့ခွေးတွေပဲမနေမလား တင်းတော့ကြတယ်ခု DTNLD တိုက်ယူထားတဲ့နေရာတွေဟာ2008ဥပဒေအခြေခံဥပဒေအရရောတမိုင်းကြောင်းအရအရရောတာဟာပလောင်ဒီနဲ့မဆိုင်တဲ့အတွက်ကြောင့်ပလောင်ဒီဟာသူတို့ရဲ့နေမြေဖြစ်တဲ့နမ်ဆနောင်းတုံကိုပြောင်းရမယ်လို့ပြောတယ်ဆိုတော့ဒီနေ့ဒီလိုဆိုလို့ရှိရင်တော့နင်းတို့စစ်ခွေးတွေနဲ့တိုက်နေတဲ့ငရုတိုင်ရင်သားတွေအားလုံးဟာ နထောင်ရှိဥပဒေအရရောတမိုင်းအရရောကိုနေမည်ဖြစ်တယ်နင်းတို့ဒီလောက်ထိအခြေခံဥပဒေဒီတမိုင်းနေနင်းတို့ဒီလောက်တည်တယ်ဆိုလို့ရှိရင်ဒီနေ့ကျွားတို့မြန်မာနိုင်ငံမှာတိုက်ပွဲဖြစ်ချာကိုမရှိဘူးတိုင်းရင်းသားတွေတယောက်နဲ့တယောက်စိတ်ဝမ်းကွဲဆံမလို့ဘူးပြည်သူတွေတေဆံမလို့ဘူးကျွားတို့မြန်မာနိုင်ငံဆီရဲသွင်းကိုနတ်ဆရာကြောင်းလည်းမရှိဘူးနင်းတို့ကသူများအတွက်ကြီးပဲတည်တယ်နင်းတို့အတွက်နင်းတို့မတည်ဘူးအခုဒီ TNL ဒီကိုမန်နေလို့ကျွန်မမပြောဘူးနော်ဒါပေမဲ့အခုဒီ TNL ဒီဟာသူတို့တိုက် ထားတဲ့နည်းမြေတွေကိုအခြေခံဥပဒေအရရောတမိုင်းအရရောတို့နဲ့ဆိုင်တာမဟုတ်ဘူးတို့ဒါကြောင့်တို့ဟာတို့ရဲ့နည်းမြေကိုပြန်ရမယ်လို့ပြောတဲ့အခါမှာနင်းတို့ဒီစကားကိုဒါနင်းတို့နားလေတတ်ခဲ့တယ်ဆိုလို့ရှိရင်တော့ဒီနေ့ကျမတို့မြန်မာနိုင်ငံမှာတိုက်ပွဲဖြစ်စရာအကြောင်းမရှိဘူးအခြေခံဥပဒေထဲမှာဒီနေ့ကျမတို့တိုင်ရင်သား၈မျိုးဟာကိုလိုမျိုးနဲ့ကိုပြည်နယ်နာမည်နဲ့ရှိနေကြပြီဒီဆိုလို့ရှိရင် ဘယ်ဥပဒေဘယ်သမိုင်းထဲမှာနင်တို့စစ်ခွေးတွေကငတို့ကိုအုပ်ချုပ်ရမယ်လို့နင်တို့ကဘသူပြောထားသလဲ TNL lady နောက်ဆုံးရင်နောက်ဆုံးနောက်ဆုံးဘူးဆိုလို့ရှိရင်နင်တို့တက်ယူထားတယ်လို့ငတို့လည်းပြန်တက်ယူမယ်လို့ပြောတယ်ဆိုတော့နောင်ချိုတွေတီဘောတွေကုတ်ခိုင်တွေနင်တို့ရဲ့နေရလားဒီနေရာဒီဟာ TNLAD ရဲ့နေရာမဟုတ်တလို့နင်းတို့စစ်ခွေးတွေရဲ့နေရာလည်းမဟုတ်ဘူး အခုသူများကိုကြတော့နင်ဥပဒေနဲ့ပေါက်တတ်တယ်ဥပဒေနဲ့ဒီခွေးတွေပြောတတ်တယ်ဆိုလို့ရှိရင်ဘာကြောင့်သူတို့အတွက်ကဒီဥပဒေကအတုံးမကျတာလဲဒီ TNLG ကဒီမြို့ခုနှစ်မြို့ကိုနင်တို့တိုက်ယူထားတဲ့အဲတိုက်ယူထားတဲ့မြို့ဖြစ်တဲ့အတွက်ကြောင့်ငိုတို့ပြန်ပြေးမှတိုက်ယူရမယ်လို့နင်ပြောတယ်ဆိုလို့ရှိရင်တော့ဒီအခုဒီ TNLG တိုက်ယူထားတဲ့မြို့ခုနှစ်မြို့ဟာနင်တို့နဲ့ဆိုင်တလားဒါရှမ်းမြောင်မဟုတ်ဘူးလားပြီးဒီကုခိုင်တဲ့ဆိုကချင် substitute theme ပါတယ် ဒီဆိုရင်နင်တို့စခွေတည်းရဲ့နေရလာပြည်နယ်မရှိတဲ့ကိုပိုင်အုပ်ချုပ်နေမြေပဲရှိတဲ့သူတွေကိုကြတော့နေသားကတော့နင်တို့ရဲ့နေရမဟုတ်ဘူးထွက်သွားပါနင်တို့ရဲ့နေရကိုပြန်လို့ပြောလို့ရှိရင်ဒီနဲ့နင်တို့ပြန်မဲ့နေရနင်တို့ရဲ့မြို့ရွာတွေပဲပြည်နင်တို့ရဲ့တိုင်းတောင်မရှိနင်တို့နေတဲ့အိမ်ကလွဲရင်ဘယ်နေရမှမရှိဘူး TNLD နဲ့ MNDAAD ကိုပြောတယ်လို့ငို့တော့ကြာတဲ့တိုင်းရင်းသားတွေအားလုံးကိုလည်းပဲနင်တို့လည်းနင်တို့နေရပြန်ကြလို့ပြောလေ ဒီလိုမျိုးပြောလို့ရှင်ဒီနဲ့မြန်မာနိုင်ငံမှာတိုက်ပွဲကိုဖြစ်စရာအကြောင်းမရှိဘူး။ဒါကြောင့်ကြွအမြဲတမ်းပြောတယ်မြန်မာနိုင်ငံမှာစစ်မှန်တဲ့ဥပဒေမရှိဘူးလက်တလုံးကြားလိုရာဆွဲသွင်းတဲ့ဥပဒေပဲရှိတယ်လို့ကြွအမြဲတမ်းပြောတယ်နော်စစ်ခွေးတွေဆိုတော့အခုကျမတို့နောက်တဲ့နေ့တပုတ်အနေနဲ့ကတော့စစ်ခွေးကိုထောက်ခံတဲ့ ဥကျော်စေရကိုစစ်ခွေးတွေဘက်ကနေမှဖန်ထားတယ်လို့ပြောတယ်ဆိုတော့တူကတော့ဘာကြောင့်အဖန်ခံရတယ်လဲဆိုတော့ဒီငလီလောက်တဲ့အခါမှာခွေးကျဘူးကိုဝေဖန်ရေးတာတယ်ပြီးလို့ရှိရင် NLD ပါတီတွေကိုလည်းပဲတရားဝန်အနေနဲ့ထားဖို့ရတဲ့သူကဒီသူ့ရဲ့လူမှုကိုရက်ထဲမှာရေးသားခဲ့တယ်ဒါရီကြောင့်သူ့ကိုအခုစစ်ခွေးတွေဘက်ကနေမှဖန်ထားတာဖြစ်တယ်သူ့ကိုဖန်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဗီဒီယိုတော်တော်လေးကိုအရင်နားထောင်ကြည့်အောင်နော်လူတိုင်းက အမားလေးတွေကိုသိရှိကြတယ်ဘသူမှမအမှန်နေကြကြီးမဟုတ်ဘူးအမားကိုသိရှိတယ်ဘိုးကြောင့်မင်းရောက်လာမှလည်းအမားတွေရှိလာလို့မင်းသူလုတ်ခဲ့တယ်လို့လုတ်တယ်ရန်တို့ပြင်မှန်နေရဲ့လို့လည်းကျွန်တော်အပြတ်ပြောလို့မရဘူးရန်တို့ပြင်မှားတာလည်းပြောပြောလို့မရဘူးသူလုတ်တဲ့ထက်ပါခြေလမ်းမှားသွားတာရှိနေတယ်ခြေလမ်းလွဲသွားတာရှိနေတယ်သူရှိနေတယ်အဲတာမန်ရက်သားတွေမှလည်းရှိတယ်လူတိုင်းမှာအမားအသေးကြီးလေးရှိနေတယ်လူတိုင်းမှာရှိနေတယ်ဆိုတော့အခုဒီထဲမှာဘောမပါပြောသွားလဲလူဆိုတာမားတတ်တယ်ဒါတိတ်မှန်တယ်ခွေးကျဖို့ကလည်းအမားရှိတယ်ဆိုတော့သူများမားရင်ဖမ်းတယ်ခွေးကျဖို့မားရင်ဘာကြောင့်သူ့ကိုထောင်မချတာလဲ သူ့ရဲ့လူမှုကိုရဲ့ theme မှာသူဖြစ်ချင်တဲ့အရာသူ့ရဲ့ခန်းစားချက်ကိုရေးတယ်ဆိုတော့ဒီဥစ္စာကိုလည်းဆက်မပြောခင်မှာကျွန်တော်ဗီဒီယိုတော်တော်လေးထပ်နှားထောင်ကြည့်ရအောင်ကောင်းသွားတာတခုရှိအဲ့ဒါဘာလဲဆိုတော့ဥကျော်စီရသည်စစ်တပ်ကဖမ်းချင်းသိခံရဖြစ်လို့တယ်သူကထောင်ချသွားရင်လည်းပြန်ထွက်လာရင်သူကနိုင်ငံရေးအမှုနဲ့ဖမ်းခံထားရတယ်ပြီးပြန်ထွက်လာတယ်နိုင်ငံရေးကသူဆက်လုပ်မယ်ဆိုတော့နိုင်ငံရေးသမားဖြစ်နေသူဆက်နေမယ်သူ့တွေကထောင်ထွေးကြုံလဲသူရသွားမယ်နိုင်ငံရေးတွေ့ကြုံမျိုးစုံလဲသူရသွားမယ်သူ့တွေကတော့ brand တစ်ခုတော့ role တစ်ခုတက်သွားတယ်လို့ကျွန်တော်မြင်တယ်လူတွေပို့ပြီးသူမှတ်မိသွားစေတာပေါ့ ဟိုဆိုလိုတာဟာကျွန်တော်နိုင်ငံမှာရှိတယ်မလားထောင်ကြဘူးမှနိုင်ငံရေးသမားလုပ်ရမယ်နိုင်ငံရေးသမားလုပ်ဖို့ဆိုရင်ထောင်ဘလောက်ကြာဘူးလို့တွေဆိုတော့ယူသူလို့ပေါ်သူလို့ကြောင်တော်နိုင်ငံရေးသမားတွေရဲ့ဟိုအယူအဆရှိတယ်လေကြောင်တော်နိုင်ငံရေးသမားတွေလည်းကျွန်တော်ပြောပြပါဘာလို့ဆိုတော့နိုင်ငံရေးသမားကိုထောင်ကြဘူးမှနိုင်ငံရေးသမားလို့သတ်မှတ်ခြင်းလူနေသားတစုရှိတယ်အဲ့လူနေသားတစုကိုကျွန်တော်တည်ပြီးပြောတာတခါတယ်တကယ်နိုင်ငံမှာဒီနိုင်ငံမှာရှိတယ်နိုင်ငံရေးသမားဆိုရင်ထောင်ကြဘူးမှ ဘလို့ကြက်မပြေတဲ့အတွေးခေါ်နဲ့နိုင်ငံရေးသမားတွေလို့ကျွန်တော်မသိဘူးအဲ့လိုကြက်မပြေလို့လဲခုချိန်အထိလွှတ်တော်ကိုယ်စားလှယ်မဖြစ်ဘူးတဲ့လူတွေတပုံးရှိတကယ်ကြက်မပြေတဲ့နိုင်ငံရေးသမားအများကြီးပဲစေရနာလည်းမမှန်ဘူးကြက်လည်းမပြေဘူးအပေါ်မှာကျွန်တော်မျိုးမင်းပါပြောလားထောင်ကြတာတောင်မှနော်စစ်ခွေးတွေဖမ်းမှထောင်ကြတဲ့အတွက်ကြောင့်မို့သူ့အတွက်တော့ကောင်းတဲ့အရာဖြစ်သွားတယ်ဖမ်းပြမှပြန်ထွက်လာလို့ရှင်လားသူကနိုင်ငံရေးလုပ်မယ်ပြီးလို့ရှင်ထောင်ကြတဲ့အတွက်ကြောင့်သူက road တက်မယ်လို့ပြောတယ်ဆိုတော့ road တက်ဖို့ရတဲ့ထောင်ကြဖို့လိုသလားနိုင်ငံရေးလုပ်ဖို့ရတဲ့စစ်ခွေးတွေရအဖမ်းကိုခံရမှာလား အုံအောင်မရှိဘူးလားနင်တို့ပြီးရင်ကြောင်တောင်တောင်ဒီရဲ့စကားအရဆိုလို့ရှိရင်နိုင်ငံရေးတမဖြစ်ဖို့အတွက်ထောင်ချဖို့လိုတယ်လို့ပြောတဲ့ခါမှာဒါကတော့ကြက်မပြည့်တဲ့အတွေးခေါ်ဖြစ်တယ်လို့ပြောတယ်ဒီနေ့နိုင်ငံရေးတမတွေကပြောတယ်ဒါကြောင့်မို့ပဲအခုဒီနိုင်ငံရေးတမအများကတော့လွတ်တော်ထဲတောင်မနိုင်ဘူးလို့ပြောတယ်ဆိုတော့ထောင်ချဖို့မှနိုင်ငံရေးတမဖြစ်တယ်လို့ဘာကြောင့်ဒီစကားတွင်လာတယ်လဲဆိုလို့ရှိရင်ခွေးကောင်ပြောပြမယ်ဒီနေ့ NLD တွေ ူတို့ရဲ့ပါတီအတွက်သူတို့လုပ်တယ်ဒီနေ့ LND ထဲမှာခေါင်းဆောင်တော့မဟုတ်ဘူးနော် ပါတီဝန်တွေတောင်မှနည်းနည်းလေသူတို့ရဲ့ပါတီရဲ့အတွက်ထဲထဲဝုံဝုံလုတ်တဲ့သူတွေနင်တို့အားလုံးဖမ်းတာပဲလေဒီနေ့အသက်ဘလောက်ကြီးတယ်ငယ်တယ်နင်တို့မစင်စားဘူးအခု NLD ပါတီခေါင်းဆောင်တွေနင်တို့ထောင်ချလိုက်လို့တည်သွားတဲ့ NLD ခေါင်းဆောင်တွေအများကြီးပဲအခုနင်တို့ကျိုးဆွေးချတတ်လိုက်တဲ့သူတွေရှိတယ်နင်တို့မသိဘူးလား ဒီနေ့တော့အောင်ဆန်းစုကြည်ဘာကြောင့်ထောင်ကြတယ်လဲဒီနေ့တမ်လက်ဥဝင်းမြင့်ဘာကြောင့်ထောင်ကြတယ်လဲသူတို့ပြစ်မှုလုပ်လို့လားဒါမှမဟုတ်လို့ရှင် LAD ပါတီကနေမှသူများကြိုက်လို့လားနင်တို့မသိဘူးလားဒါကြောင့်ဒီနေ့မြန်မာနိုင်ငံမှာနိုင်ငံရေးလှုပ်ဖို့ရတဲ့တော့အောင်ဆန်းစုကြည်တို့လိုမျိုးဘသူဖမ်းမှဂယုမဆိုင်ဘူးကိုယ့်ရဲ့ယုံကြည်ချက်နဲ့မမမမရက်နိုင်တဲ့သူတွေကထောင်ကြတာပဲလေအခုဇာကနာတွေဇာကနာထောင်ကြတာဘာကြောင့်ထောင်ထောင်ကြတယ်လဲနိုင်ငံရေးပြောလို့ပဲမဟုတ်ဘူးလား သူ့ရဲ့ခံယူချက်ကိုသူပြောသွားတယ်အဲ့ချိန်မှာနင်တို့ထောက်ချလိုက်တယ်ဘသူကိုတွတ်တက်လို့လဲနင်တို့လိုမျိုးဘသူစီကများပတ်စံနေလက်စားထားလို့ဖမ်းတာလဲတခြားလူတွေတောင်မကြည့်နဲ့အခုနင်တို့ရဲ့စားကလေးကောင်ဒါတောင်အကုန်မဟုတ်ဘူးနော်မနာတက်တဲလေးပြောလိုက်တာနဲ့သူနှခါတောင်မှအဖမ်းခံရတယ်နိုင်ငံရေးတမားဆိုတာဟာကိုမန်းတယ်ထင်နေလို့ရှိရင်ကိုယုံကြည်တဲ့ဘက်ကိုကိုရက်တဲ့ဥစ္စာကိုကိုပြောတယ်ပြောတဲ့ဥစ္စာနင်တို့ဖမ်းတယ်အခုဒီ ဥကျော်စေရလဲခွေးကြဘူကနေမှဒီငလျင်တွေဘာလို့တည်ဆိုတော့နင်တို့ပိုတိပါတယ်ဘလို့ခိုးစားနေတယ်ပြီးလို့ရှင်ဒီငလျင်ထဲမှာပဲနင်တို့လူဘလောက်တတ်နေတယ်ဆိုတဲ့ကိစ္စတွေပတ်သက်ပြီးတော့သူရဲတယ်အခုနင်တို့ဖမ်းလိုက်တယ်ဘယ်မှာလဲလွတ်လပ်စွာပြောပိုင်ခွင့်ဒါကြောင့်နိုင်ငံရေးတမားလုတ်ဖို့ရတဲ့ထောင်ကြရမယ်ဆိုတာဟာ ဖြစ်နေတဲ့အဖြစ်ပြက်ကိုဖြစ်တတ်တဲ့အရာကိုလူတွေပြောတယ်စကပုံတွေပြောတယ်ဆိုတာဟာအလကားပြောတာမဟုတ်ဘူးဖြစ်တတ်တဲ့အရာတွေကိုပြောတတ်တယ်ဒါကြောင့်နိုင်ငံရေးသမားဆိုပေမဲ့ဘာမှမန္တာလည်းမပြောဘူးမားတာလည်းမပြောတဲ့သူတွေနောက်တစ်ခုကတော့စစ်ခွေးဘက်မှာရှိတဲ့ဥပမာအခုဒီဘူလက်လတ်ဆွေတို့ခီရီတို့လိုမျိုးဆိုလို့ရှိရင်တော့ဘယ်တော့မှထောင်မကျဘူးနေနိုအတွက်လော်ဘီမလုတ်ပေးပဲနဲ့မန်ကန်စွာနဲ့လုတ်တဲ့နိုင်ငံရေးသမားတိုင်းကိုနင်တို့ဖမ်းတယ် မဖမ်းဘူးလားအခုထောင်ထဲမှာနိုင်ငံရဲ့အကျဉ်းသားတွေဒီလောက်များတယ်တကယ့်နိုင်ငံရဲ့တမစစ်စစ်ဟာအမှန်တရားကိုပြောတယ်မြန်မာနိုင်ငံဟာအမှန်တရားကိုပြောလို့မရတဲ့နေရာဖြစ်တယ်အခုနင်းတို့ပိုတိတယ်အမှန်စကားကိုနင်းတို့ပြောနိုင်သလားစခွေးတွေရဲ့ lobby လုတ်ပေးနေတဲ့သူတွေစခွေးတွေဘလောက်ပဲမမနင်းတို့အနင်းတို့ဘက်ကနေမှအာမနဲလို့အော်ပေးလိုက်လို့ရှင်ဘလို့ပဲဆဲဆဲနင်းတို့ကိုမဖမ်းဘူးလေဒါပေမဲ့အမှန်တရားကိုပြောတဲ့သူတွေကိုနင်းတို့ဖမ်းတာပဲ ဘာအမားလားဘသူ့ချက်မပြည့်တာလဲဆိုတော့ကိုကိုကိုတီးလိုက်မယ်အခုနင်းဆိုပိုးဆိုးတယ်အခုကဒုံတီးလိုက်တဲ့အခါမှာနင်းအမေစီကနဲ့ပါလာတဲ့နန်းစဲနန်းဖတ်လောက်ရှိတဲ့အုံနောက်တွေအကုန်ချစ်ချလိုက်ပြီမဟုတ်ဘူးလားစပင်းစပင်းချစ်တဲ့အခါမှာအကုန်ပါသွားပြီနင်းပိုယူသွားပြီဒါကြောင့်နင်းတို့ကစကားတာပြောတတ်တာကိုပြောလိုက်တဲ့စကားရဲ့အတိတ်ပဲကိုနင်းတို့နားမလည်ဘူးအခုတခုပြန်ပြမယ်ဗီဒီယိုတော်တော်လေးကျမတို့ကြည့်ရအောင်နော်ဆေးဝင်နေဘောဟောမနေတဲ့ ဒီကတုံးကဗုဒ္ဓရဲ့တားတော်လားဒါမှမဟုတ်လို့ရှင်စစ်ဦးစီးချုပ်လားပြောကြည့်လိုက်လေဗုဒ္ဓရဲ့တားတော်ဆိုလို့ရှင်ဗုဒ္ဓရဲ့တရားကို तू ဟောပြောရမှာဖြစ်တယ်ဒါပေမဲ့အခုဒီစစ်သားတွေကို तू စစ်မိတ်ပေးနေတဲ့စကားဩဝါဒပေးနေတဲ့စကားမိန့်ခွန်းပြောနေတဲ့စကားတွေဟာ သူစစ်ဦးစီးချုပ်လာအခုဒါကတော့ကျွန်မတက်တဲလေးပဲဖြတ်ပြမှတင်ထားတာအဲ့ထဲမှာသူ NUGD ကိုပြောထားတာ NLDD ပြောထားတာတွေအများကြီးရှိတယ်ကျွတ်တက်တဲလေးပဲတင်ထားတာဒီကတုံးဒီနင်တို့ဘာသာရေးတွေအရန်ပြောတယ်နည်းနည်းလေးလုံးလိုက်ပြီဆိုလို့ရှိရင်နင်တို့အမြဲတမ်းအော်နေကြတယ်အခုနင်တို့အော်လွန်းလို့လူဒီတမင်များလောက်သလားလို့တော့ ထင်ရတယ်အခုဖះပေါ်တက်တာဖះကိုနောက်ခံထားပြီးမှ TikTok ဆော့တာတွေအရင်တော့မရှိဘူးအခုနင်းတို့အော်လို့လူတွေတမင်များလောက်သလားလို့တောင်းမှကြွားကအဲ့လိုထင်ရတယ်ဒီနေ့နင်းတို့မပါတာတွေအမျိုးဘာသာကိုချစ်တာနော်အမျိုးကိုမပြောနဲ့ဘာသာကိုချစ်တယ်လို့ပြောတဲ့လူတွေအခုဒီကတော့စစ်ဦးစီးချုပ်လာတဘုဒ္ဓရဲ့တားတော်လာရှေရှေဝဲဝဲမပြောတော့ဘူးနေ့တော့အုံနောက်ရှိတယ်ခွေးနဲ့စပ်ပြေးမွေးထားတာမဟုတ်ဘူးဆိုလို့ရှိရင်တော့ ပမာလို့ပြောတဲ့အတွက်ကြောင့်ကိုပြောတဲ့ပမာစကားကိုကိုရဲ့နားနဲ့ကြားလို့ရှိရင်ကိုရဲ့အုံနှောင်းနဲ့မှန်သလားမမှန်ဘူးလားဆိုတာဆုံးဖြတ်ပြီးပြောကြပါလို့ပဲပြောချင်တယ်เนาะပြီးသူတွေအားလုံးကြားမှပြောရှိကြပါစေ